ဒဂရမတို့တို့အိမ်မှာတို့ပါလို့ပြောဆိုတာစဉ်းစားကြပါစို့ဘုရားတော်မူတာကတော့သူ့အမြင်နဲ့သူပြောတယ်ကို့အမြင်နဲ့ကြည့်ကြအောင်စို့ဘုဘောကို့အမြင်နဲ့ကိုကြည့်ကြအောင်စို့အိမ်မှာဒဂရမတွေကအဝိဇ္ဇာကလည်းမင်းနဲ့မပေရသေးတော့မင်းနဲ့များဖြစ်နေတယ်လို့မေးတော့ဒုက္ခရစ္စာဆိုတာကိုလည်းမသိသမုဒိယရစ္စာဆိုတာလည်းမသိနိဗ္ဗာန်ဆိုတာလည်းမသိတဲ့အချိန်ပေါ့ဗျာမှန်ပါပါ မဂ္ဂကိစ္စာဆိုရဲလဲအလုံးလုံးတဲ့အချိန်မှုတဲ့အချိန်ကြတော့ဝိဇ္ဇာကတိမ်လုံးမှာကောင်းဆောင်မှန်ပါဘူးကောင်းဆောင်နေတော့အဝိဇ္ဇာအာသွားကအဝိဇ္ဇာကကောင်းဆောင်နေတော့ဘုကံလိုဥပလေးတို့မှတ်ကြတာကာမသွားဆိုရဲသာသမီနဲ့ပစ္စည်းခင်တာလေးဟာလေလာတော့မှန်ပါအင်းဘုရင်ကြမ်းမှမာရလားအင်းဘယ်ပစ္စည်းလေးရရှိမှရှိရလားဘယ်ပစ္စည်းလေးမျိုးကဒါနဲ့အဆက်ကလေးများရရင်ဘယ်လိုများကောင်းမှာလဲ ကြည်စမ်းကြည်စမ်းမှန်ပါအိမ်မှာကသူဝင်နေအိမ်မှာမဝင်နေပြီဒီကရမတို့မှန်ပါဒါဘုရုကြောင့်ကာမတော့ဝင်လာတယ်ဆိုတော့ခုနကသစ္စာလေးပါးကိုတွေးတဲ့အာထုတ်တဲ့အချိန်မဟုတ်တဲ့အတွက်ကာမတော့ဒီကရမိုးလင်းလာအရင်ရောက်မှန်ပါမရောက်ဘူးလားမရောက်ပါဘူးအိမ်ထဲဝင်နေဒီကရမတို့မှန်ပါမဝင်သေးဘူးလားမဝင်ပါဘူးအိမ်ထဲဝင်နေပြီဒီကရမတို့ကြက်ကြက်စင်းစားစားမအောင်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာဝိဇ္ဇာရှိနေတဲ့အတွက် မနဲ့မိုးလင်းလာလေရှင်ဖြင့်ဝေခြင်းတဲ့စိတ်ချမ်းခြင်းတဲ့စိတ်ရောင်းခြင်းတဲ့စိတ်ဝေခြင်းတဲ့စိတ်သွားခြင်းတဲ့စိတ်ခင်ရမရကိုသွားခြင်းတဲ့စိတ်ရရရာရောင်းရှိတဲ့စိတ်ကိုသွားခြင်းတဲ့စိတ်ပေါ်လာတာကာမဘဝအင်းမနဲ့ရဒီကာမဘဝအိရာကအစိုးရလာပါလိမ့်မလဲလို့ကိုမြင့်နဲ့မောင်နိုင်နဲ့မေးလိုက်ဟောဒီအဝိဇ္ဇာသွားတာသစ္စာလေးပါစောစောကြီးကမသိအောင်လုပ်ထားလိုက်မလုပ်လိုက်သစ္စာလေးပါစောစောကြီးကမသိအောင်လုပ်ထားလိုက်တဲ့အွယ် ဟင်းရောင်းချိန်ဝယ်ချင်ရောက်လာပြီသွားချိန်လာချင်ရောက်လာပြီဆိုတဲ့ကံမှာသူကလိုက်မှန်ပါဘင်းကိုကြမ်းမှာတော့ကိုသွားမှာဖြစ်တယ်ဆိုပြီးဘဝတော်ကလည်းကိုကြမ်းမှာတော့ဘဝတော်ကလည်းကိုကြမ်းမှာလည်းကိုသွားနေတာဟုတ်ဘဝတော်ကလည်းပုဂ္ဂိုလ်လေးကိုတခါလေအင်းကြမ်းမှာတော့ဘေးဆိုင်မှာပုဂ္ဂိုလ်လေးကိုကြမ်းမှာတော့တခါလေလာ ဒုက္ခတစ္ဆာအဲ့လိုသိသိရမသိပါဘူးဆောစောစီစီကဝိဇ္ဇာကမျိုးလုံးပိတ်ထားသောဗျာမှန်ပါပိတ်တယ်ဟုတ်လားမသိပါဘူးအဲ့ဒီမှာဒိဋ္ဌာရောဩဒီတိန်လုံးနဲ့ငါပဲကောင်းဆောင်ရတယ်ငါပဲရှာရတယ်မငါပဲပြည့်ရမရှိလည်းငါရှိလည်းငါပဲဒီအိမ်လုံးမှာဟောဒိဋ္ဌာရောမလာသေးဘူးမလာပါဘူးကဲငယ်ကဓမ္မကဒါကအိမ်ကျဲဝင်လာအိမ်ကျဲဝင်လာဟောမှန်ပါမှန်နေပန်းလျာမဟောသေးဘူးမှန်ပါ ။ဗံမယံမဟုတ်သေးပါဘူးဒကာဓမ္မတို့။စောစောရှိသည်အဝိဇ္ဇာတွားတာ။ကောင်းကောင်းလေးလုပ်ပြီးကြတာဒကာရဲ့ကိုအားတော့သုံးမှုမပေါ်ပေါ်ခိုင်းလိုက်စီလိုက်တာမြင်ကြလားမြင်ပါဘူး။အော်မိုးလင်းတာတို့။ဘာများဖြစ်နေကြပါလိမ့်မလို့ဆိုတာမျက်မြင်ကစပုံမှုပြီးစဉ်းစားစမ်းပါဆိုတာသတိပေးလိုက်။မှန်ပါဘူး။အော်မနဲ့မိုးလင်းအဝိဇ္ဇာဆိုတာဘာမှမသိတဲ့အခြေအနေရောက်လာတဲ့အတွက်ရရရကြောင်း ခင်ရမင်းရကို بوا ကျင်လာကျင်တဲ့စိတ်တရားထုတ်ကျင်တဲ့စိတ်သာထပါရောင်းကျင်ဝယ်ကျင်ခင်ရမင်းရ بوا ကျင်တဲ့စိတ်ဘလူကျမ်းပါလားဘလူမကျမ်းပါဘူးလားသိကျင်တဲ့စိတ်ကာမသွားလာတာမှန်ပါဘူးဘယ်နဲ့ကြောင့်အစောကြီးကာမသွားလာပါလိမ့်မလို့ဆိုတော့သူ့ရဲ့စောတဲ့အဝိဇ္ဇာကအုပ်ချုပ်ပြီးပြီမှန်ပါဘူးသဘောကျလားမှန်ပါဘူးကာမသွားရဲစောရတာဘလူပါလိမ့်အဝိဇ္ဇာဓမ္မရိဥ္ဇာကတန်လျာမဟောပါဘူးလေနော် ယခုပြစ္ဆုတ်ပန်နဲ့ခဏတည်းစောစောစီးစီးလူ့မှာတွေရောက်လာတာဖွဲ့ခါခဏတော့မသိတော့ပြပြေပန်းထုံးနေမဲ့သူတို့ကဝင်ရတယ်မှန်ပါဘူးသဘောကျလားမှန်ပါဘူးခင်ဗျားတို့ပြပြေပန်းလေးကင်လာရင်းနဲ့မင်းလားရှိတဲ့နေ့ပြပြေပန်းလေးဆရာထုတ်ပေးကြတော့မညှို့မလားအောက်ကရေးလေးနဲ့စိုက်မယ်လို့ဆိုညတယ်သူကအစောကြီးရောက်မှန်ပါဘူးသူကအစောကြီးရောက်ဝိညာဉ်ဝိညာဉ်ကအစောကြီးရောက်နေတာတကယ်ရောက်မဲ့ဝယ်မဲ့ဒီနေ့တော့ဖြင့်ဝမ်းမဲ့ လာမဲ့ဆိုတဲ့ကမ္မတော့ရောက်ကမ္မတော့နောက်ကြဘုရားကောင်းဆောင်ထားလို့ဝိဇ္ဇာကအစိုးကြီးကဒေဟဓမ္မရယ်နိုးနိုးခြင်းသူကရောက်လာတဲ့တွေ့ဒီလုတ်စိတ်ကူးပြီနိုးနိုးခြင်းဝိဇ္ဇာရောက်လာတဲ့တွေ့နိုးပြီနေတဲ့ပြင်တဲ့ရောင်းဝယ်ရဝယ်ရစိတ်ကူးမကူဘူးလားကူပါအဲ့ဒါ ဘုရားစောတယ်ဆိုတာတကယ်ဓမ္မတွေရိပ်မိလားဘုရားစောဝိညာဉ်ကစောတော့ဝိညာဉ်ကစောပြီးတော့မှဝိညာဉ်ကသစ္စာလေးပါးကိုဒီတိတ်နံဗန်းစောတရားကိုတခါမမြောင်ဖုံးမိတဲ့ခါလားကဲနဲ့စောစောစီကာမတော့ပဲကိုဆက်ခိုင်းနိုင်မယ်ကာမတော့ဖြစ်စေရမယ်ဆိုပြီးစောစီကနေပြီးဝိညာဉ်ကကာမတော့အပေါ်ခိုင်းတယ်ဘုရားကြောင့်ဝဲမခိုင်းဘူးလားခိုင်းပါဘုရားလာဟဲ့ ်ဘုရားခိုင်းတာပါအဝိဇ္ဇာကမသိအောင်ဖုံးထားတဲ့အတွက်သစ္စာမသိအောင်ဖုံးထားတဲ့အတွက်ကာမတော့တခါရဲ့အဝိဇ္ဇာကြီးကျေစုကံကျေစုကြအဝိဇ္ဇာကြီးလက်ကောင်ဖြစ်နေပြီဒကာဓမ္မရဲ့တန်တော်မစောစောကြီးကအဝိဇ္ဇာအလုထားလို့တော့ကာမတော့ရိမ့်မိရိမ့်ပါဘယ်တော့ဒကာဓမ္မတွေကဥစ္စာဖြင့် အဝိဇ္ဇာအိမ်ထဲဝင်တဲ့ကာမတောဆိုတော့ဝဲဝကကြီးရောက်လာပါဘောလားမရောက်သေးဘူးလားရောက်ပါပါကျက်ကျက်စဉ်းစားပြီးနားထောင်မှတရားဓမ္မတို့ဒါအကျွေးတရားဟုတ်ဘူးလက်ငင်းဖြစ်နေတာကိုဟောပါတယ်လက်ငင်းဖြစ်နေတာပေါ်ကြပါပါမျက်စိနှစ်ကွင်းမှဖွင့်ချိန်မှမရဖွင့်ဖွင့်ချင်းအဝိဇ္ဇာကလာပါလေပါပါ ဝိဇ္ဇာလာလို့ရှိရင်ရောင်းဖို့ဝယ်ဖို့သွားဖို့လာဖို့ချက်ချင်းစိတ်ကူးပေါ်တယ်မပေါ်တာဘူးလားအင်းဒါဖြင့်သောအစောဆုံးကဘူးလို့ဝိဇ္ဇာသူလည်းစောလို့ရောက်လာပါရောတဲ့သူ့နောက်ကကာမသွားလိုက်ဘဝသွားတာဘယ်လိုလာတော့ဆိုတော့ရှင်ကျမ်းကျမ်းမှာမှချမ်းနောက်ကိုလေးကျမ်းမှာချမ်းတာတော့နောက်မကျမ်းမှာမချမ်းတာလို့ရှင်ဒီရောင်းဝယ်နေဒီသွားလာမလုံနိုင်ဘူး ကိုကျမ်းမှချမ်းသာတာလေးရှိသေးလို့ဆိုတဲ့ကိုယ့်ဘဝလေးကိုကျမ်းမှချမ်းသာမှုလေးကိုသဘောကျတယ်။မှန်ပါဘူး။ကိုယ့်ဘဝလေးကိုသဘောကျတဲ့သိပဲပါလား။မှန်ပါဘူး။အဲ့ဒါပါတော့ပါလေ။မှန်ပါဘူး။အင်းငါလုံးမှငါရမှာငါ့မှာငါကောင်းကြောက်။ငါလုံးမှငါရမှာငါမလုပ်လို့ရှိရင်တိမ်တော့မှတခါတည်းဘိုင်းမဲ့လေပြေကြလား။အဲဆဲဝရင်းနဲ့နှွှဲနေကြမှာပဲငါပဲကောင်းဆုံးငါပဲတော့မှာပဲอืมဒိဋ္ဌာတော်ကရောက်ရောက်ပါ ိမ်ထဲဝင်ပြီနော်ခန္ဓာအိမ်ထဲဝင်ပြီဘယ်ဝင်ပါလဲခန္ဓာအိမ်ထဲဝင်ပြီစောစောကြီးဝင်လာတာဘယ်လိုလဲဒုတိယဝင်လာတာဘယ်လိုလဲကာမတော့ဘောတော့အဓိက္ခာတော့သူတို့အချိုးကြဝင်လာတာစောစောကြီးဝင်လာရတော်တော်ကခဏလေးနေမှရောက်လာတာကကာမဘယ်အာသွားသုံးပါရှင်းမလားရှင်းပါ ဩဒါကြဘယ်မဲ့ကြည့်လိုက်ကြည့်လိုက်ဘယ်မင်္ဂလာမှမရှိပါဘူးမှန်ပါအယုတ်ကမာတွေဝင်နေပါပေါ့လားဆိုရင်လဲပါပေါ်ရလားကြက်ကြက်စင်းသာတတ်တော်မှာလူနှစ်ချက်တင်ဟောပါသေးတယ်နှစ်ချက်ဟာဒကာဓမ္မတို့ကဩဘုန်းကြီးကဟောရှာတယ်တန်လျာကြီးဆိုရင်ပြောပြောမှန်ပါတန်လျာမဆိုရင်ဘူးတန်လျာဆိုရင်ဒီကလုံးမှာတန်လျာကပေါ်တာမှန်ပါဒီဖြစ်စဉ်တိုင်းတန်လျာသေတော့မှဖြစ်ရမှာအခုမသေးခင်အာရဝတွေက ဝိရာဒဝါဒီဆိုအကြောင်းကြောင့်ကာမတော့ဘဝတော့ဒိဋ္ဌတော့ဆိုတဲ့အကျိုးတွေကမနဲ့မိုးလင်းတခါတူရေးလားမှန်ပါမွေရေးလားအဲ့ဒါတတိမထားမိဘူးဘုန်းကြီးတကယ်ဓမ္မတွေကဒီနေ့ဒီနေ့ငါးပါးဖြစ်ပါလိမ့်မလုံးလုံးမဒီနေ့ဘုရားများရှိဦးစွာရောက်လာပါလိမ့်မလဲလို့တောင်းမသိတောင်မသိလိုက်ဘူးခမရတို့ကစောစောစီစီရောက်တာကဖြစ်အဝိဇ္ဇာမှန်ပါ သဘောကြဒုတိယရောက်လာတာကအာသဝကာမသဝဘဝသဝဒိဋ္ဌသဝဒုတိယရောက်လာတာကရှင်းမလားအဲ့ဒါခင်ဗျားတို့ကအင်းဒီလိုငယ်စောစောဒီထားပြီးဒီကတော့ဘာများလို့နေကြပါလိမ့်မလို့လို့ခင်ဗျားတို့ဒိင်းနဲ့ဒိင်းကြိတ်ခါတဲ့ဘိင်းကတော့မိထွန်းလို့ဘာများလို့နေကြပါလိမ့်မလဲလို့ဆိုတော့မှအင်းတို့ဒီကဘာများလို့နေကြပါလိမ့်မလို့ရှင်းစားကြည့်ပါ သင်္ခါရရှိတော့အစောကြီးဧည့်တွေကဘယ်လိုလဲဝိသုနောက်ရောက်လာတာကမှန်ပါဘူးဘာတော်ရိမ့်နေကလားအမရေခင်ဗျားတို့ရင်နေဘယ်လိုသူ့ရုံမှာဝန်းနေရမှာပါဘောလားမှန်ပါဘူးဘုရားတော်ကရင်ရန်တို့ဒီမိတ်ကံတွေရှုပ်နေတာပဲမှန်ပါမရကြဘူးလားရောက်နေတာကဘယ်လိုပါလဲမှန်ပါဘူး အဝိဇ္ဇာတွေအာသဝတွေရောက်နေဘူးလားရောက်ပါဘူးရွတ်တဲ့ပုဂ္ဂိုလ်တည်းမှာခုဒါပါနေတာနောက်တရားတွေအရင်လဲလိုက်ရင်နည်းတည်းရှင်းပါလိမ့်မယ်မှန်ပါဘူးအခုတော့နှလုံးထဲဟောနေသလို၆ခုဟောရပါကိုမှန်ပါဘူးအခုနှစ်ခုရှင်းကြလားရှင်းပါဘူးအစောဆုံးဧည့်သည်ဘုရူတို့အဝိဇ္ဇာဒုတိယရောက်လာတဲ့ကအာသဝပါဘာမှမနေရအတော့ကိုခဲ့နေပါတော့လားဘုရားဓမ္မတို့အာရမောသဘောပါကြပါဘာ ဘုန်းကြီးကအခုဖြစ်စဉ်ကိုဟောနေတယ်ဆိုတာကတရားဓမ္မတွေညာထဲမှာရှင်းပါဗလားရှင်းပါဟုတ်ကုန်ပါရဲ့ဟုတ်ပါဒီတိုင်းလာတာပဲနော်ကြီးတရားဓမ္မတွေဆင်ကျေလဲဦးမယ်တရားတပည့်တွေကဆက်သွက်ထားတယ်သုဝိမေဘုရားဆုံးတော့ကွန်တော်လေးချက်ပါတဲ့ကျက်လို့ရှင်နဲ့ကြ བྱ ာကြီးဆုံးတော့တင်ပါတယ်ဆိုတော့ခင်ဗျားတို့ဆင်ကျေတော့လဲဦးပါဘာလဲနော်အဲ့ဒီလဲတဲ့ထဲမှာလို့သူပါတယ်ဆိုတော့ဘုန်းကြီးရှင်းပြလဲတဲ့ထဲမှာကိုသူပါတယ်ဆိုတော့ရှင်းပြပါမယ် ဒါပြန်ရှိဦးဆိုအာသောသိရမယ်ဆိုလို့သိပါပြီနော်မှန်ပါအာသောဖြစ်ကြောင်းကလည်းဘုရုကြောင့်လေဟုတ်ပါဘူးဩော်ဒါပြန်တရားဓမ္မတွေယနေ့နှစ်ချက်သိသွားပြီနော်နှစ်ချက်သိသွားပြီအဲ့ဒါအခုသိတာတော့တရားနာတော့သိတာဘုန်းကြီးရဲ့တရားနာတော့မှတ်ရုံနဲ့ဖတ်ကြပါမှန်ပါအိမ်မှာသိစီခြင်းမှန်ပါစောစောကြီးဧည့်တယ်ဘုရုပါလိမ့်မလို့ဝိဝိဒုတိယရောက်လာတာဘုရုပါလိမ့်အာသောအဲ့ဒါကိုသိပြီးဒီကလာသိစီခြင်းနဲ့ အဲ့ဒီလိုဝါလာတာသိမှသာလင်းတရားဓမ္မတို့ဓမ္မနုပါဒနာသတိဉာဏ်ဖြစ်မယ်နော်မှန်ပါဘူးဒါတွေဖြစ်ပြရှုနိုင်မှဓမ္မနုပါဒနာသတိဉာဏ်ဖြစ်မှာကိုမှန်ပါဘူးဒါတွေလက်ခံနိုင်ရင်သတိဉာဏ်သတိကင်းလို့သူတို့ဝင်လာကြတာမှန်ပါဘူးသတိမကင်းလို့ရှင်ဝင်လာတာသဘောပါမှန်ပါဘူးရှင်းမင်းနော်ကောင်းပြီဒါဖြင့်တရားဓမ္မတို့သတိပေးလိုက်တာဩတို့နဲ့ဖြင့်သတိထားမယ်အလုံးနှစ်ခုတော့ဆရာဘုန်းကြီးကပေးလိုက်ပြီစောစောကြီးဖြင့် သစ္စာမသိတဲ့ဝိညာဉ်ရင်ရောက်တတ်တဲ့နောက်မှသူသူပဲခြေစွပြုတဲ့ဒဂါရမတို့အာသဝတွေပေါ်တတ်တဲ့ဘောကြရဒါတွေပေါ်လို့ရှင်တို့ဟာဒါတွေကိုဝိညာဉ်ပေါ်လာရင်ဝိညာဉ်ဖြစ်ဖြစ်ရှိရမယ်ကာမတို့ဟာဆိုတဲ့လောဘပေါ်လာလောဘဖြစ်ဖြစ်ရှိရမယ်ကိုယ်ကိုယ်ခင်တဲ့လောဘပေါ်လာရင်ရောဖြစ်ဖြစ်ရှိရမယ်ကိုယ်ကိုယ်ငါးခင်တဲ့ဒိဋ္ဌိပေါ်လာရင်ရောဖြစ်ဖြစ်ရှိရမယ် အရှုခံရင်ရှုနော်မရှုလို့ရှိရင်ဖြင့်ထုံးစံတိုင်းဆိုလို့ရှိရင်ဖြင့်အာအဝိဇ္ဇာကြောင့်အာတော့ဖြစ်ရတော့မယ်မှန်ပါဉာဏ်ပြလို့လေလားမှန်ပါသဘောပိုင်ကြပါလားဒါဖြင့်ဘယ်နှချက်သိရမှာမလဲချက်သိတယ်နင်အာတော့တက်နာမှလည်းသိပါ යි ဗျာအာတော့ဖြစ်ကြောင်းအဝိဇ္ဇာရောသိပါအာတော့ဖြစ်ကြောင်းလည်းသိတော့ ဩတင့်နာမလည်းဒကာဓမ္မတွေသိပြီဆရာဘုန်းကြီးကဟောလို့မိုးလင်းလည်းသတိထားမယ်ဆိုလည်းသိပြီအာဘောဖြစ်ကြောင်းဝိဇ္ဇာဆိုတဲ့နှစ်နာမလည်းသိလာပြီအာဘောကြီးသူ့ကိုငါဟောမယ်ဆိုဘုရားကဟောပြီ